ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာနော်ကျွန်တော်ရဲ့အဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့အဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့အကူအမများမောင်လေးညီမလေးများအားလုံးတီတာမြန်နိုး YouTube Channel ကနေပြန်လဲကြိုဆိုပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့အကူအမတွေမောင်လေးညီမလေးကျွန်တော်ညပြောထားခဲ့တယ်နော်ကျွန်တော်နှစ်ပတ်တီးနဲ့ကဏ္ဍကကြာလာခဲ့ရင်ကျွန်တော်ပြန်တက်ခဲ့မယ်ဆိုတော့အခုနှစ်ပတ်တီးရကြာထားပြီတဲ့နော် ညံ့နေကိုကျွန်တော်ဒီတိုင်းထားရင်ခင်ဗျားတို့မကင်ရဲမှာဆိုလို့ကျွန်တော်ပြန်တက်လာရင်ဖြစ်တယ်။ဒါကြောင့်လို့စနစ်တည်းကလည်းခိုင်လုံးတဲ့အတွက်ကျွန်တော်ပြန်တက်လာတာ။အဲ့တော့ကျွန်တော်ရဲ့အကူအမလေးမောင်လေးညီမလေးတွေကနော်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ရသေး subscribe လုပ်ထားကြမှာပြ subscribe လုပ်ပြီးတော့အကူအမလေးမောင်လေးညီမလေးတွေကတော့ like လက်မလေးထိထားမယ်တဲ့နော်။ကျွန်တော်ညာနှစ်ပတ်တီကိုရွေးပေးပခဲ့တယ်။ဒါပေမဲ့နှစ်တင်နှစ်ရှစ်ကိုကျွန်တော်ကအထူးပေးပခဲ့တာ။ဒါရင်းနဲ့သူကနှစ်ပူးလို့ကြသွားတယ်ဗျာ။နှစ်ပူးလို့ကြသွားတဲ့အတွက်ညံ့နေကိုပြန်ကင်ရမှာကခင်ဗျားတို့မကင်ရဲမှာဆိုလို့ကျွန်တော်ပြန်တက်လာတာဖြစ်တယ်။ အဲ့ဒါကြောင့်ကျွန်တော်ရဲ့မိသားစုဝင်တွေကလည်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရသေး subscribe လုပ်ထားကြပါ subscribe လုပ်ပြီးသားအပေါ်မလေးမောင်လေးညီမလေးရဲ့ like လက်မလေးနှိပ်ထားပါအောင်ဗျာဦးဆိုမင်းလက်မလေးနှိပ်ထားပါလေတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျအဲ့တော့အချိန်ရှိပါတယ်เนาะကျွန်တော်မိသားစုဝင်အချိန်ရှိတယ်ညီမလေးဝင်လာမယ်နော်ကျွန်တော်ညနေပေးမယ်ပတ်တီးကခင်ဗျားတို့ဒီတိုင်းပြန်ပေးရင်ခင်ဗျားတို့ကင်ရဲမှာမဟုတ်ဘူး เนาะไลน์มาว่าလူတွေလည်းတိမှာမဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်ရဲ့ message ကလူတွေတော့ကျွန်တော်ဒီတိုင်းပို့လိုက်လို့ရတယ်เนาะ message ကလူတွေတော့ဒီတိုင်းပို့လိုက်လို့ရတယ်ဒါပေမဲ့ကျွန်တော်ရဲ့မိသားစုဝင်တွေကကြတော့ပြိလိုက်မှာမဟုတ်လို့ကျွန်တော်ပြန်တက်လာတာဘာကြောင့်လဲဆိုရင်ကျွန်တော်ကလည်းနောက်တဝဲစားလဲကျွန်တော်ကအဖွဲ့ဝင်ကခေါ်ပြီးလေဗျာခေါ်တော့ဒီညနေခင်ဗျားတို့ပေါက်มาလေဖြစ်မှာเนาะဒီညနေကိုလည်းဆက်လက်ပြီးအောင်မြင်အောင်လို့ကျွန်တော်ကပြန်တက်ပေးတာအဲ့တော့ကျွန်တော်အကူမလေးမောင်လေးညီမလေး လုံးပိုင်ပေးပါခင်ဗျာလုံးပိုင်ပေးမလို့ပြန်တက်လာတာဗျာနော်လုံးပိုင်ပေးမလို့ပြန်တက်လာတာအဲ့လုံးပိုင်စနစ်ကိုပြကျင်လို့တက်တက်ကိုပြန်တက်လာအဲ့တော့ကျွန်တော်ရဲ့အကူအမလေးမောင်လေးညီမလေးလုံးပိုင်စနစ်ကလေးကတော့ဘလိုတွေလာနေတာလေဆိုရင်ကျွန်တော်ရဲ့မိသားစုရင်လုံးပိုင်စနစ်ကိုတော့ကျွန်တော်ခင်ဗျားတို့လည်းတီးပြီးသားဖြစ်နေမန္တကတော့နှစ်ပိုင်လို့ခြင်လိုက်တာနှစ်ပိုင်လို့ကြာသွားပြီအခုဒီညနေမှာလေကျွန်တော်ကနှစ်ကိုပြန်ခြင်မှာဖြစ်လို့ကျွန်တော်ရဲ့မိသားစုရင်ဒီကိုစနစ်တီးကိုပြမှာဖြစ်မယ် เนาะနှစ်ကိုကင်ရင်လည်းကျွန်တော်တို့ကတော့ဖုံးစံအတိုင်းကီးသုံးလုံးဆိုတာတော့ရှိရမယ်။ဒါနဲ့ကျွန်တော်ဒီညနေမှာထိတ်စီးနှလုံးနဲ့ခဏသုံးွက်စီတော့တပေးမှာ။တစ်ချက်တော့မှတ်ထားပါကျွန်တော်ရဲ့မိသားစုရင်နတ်ခတ်ကိုနတ်ခတ်နှစ်ကြိမ်ရိုက်ထားတယ်အပူကိုအပူနှစ်ကြိမ်ရိုက်ထားတယ်ညီကိုသုံးကြိမ်ရိုက်ထားတယ်ဒီပွဲထဲမှာ။ဒါနဲ့ဗရိတ်ကိုတော့ဗရိတ်အစိမ်းကိုတော့ခင်ဗျားတို့မစွန့်နဲ့ဗရိတ်ကခုနှစ်မျိုးဖြစ်နေတဲ့အတွက်ခင်ဗျားတို့လုံးဝမှဗရိတ်အစိမ်းကတော့မလာဘူးလို့ကျွန်တော်ညကလည်းပြောထားတယ်နော်ကျွန်တော်မိသားစုရင်ဗရိတ်အစိမ်းမလာဘူး။ ပရိပြန်မဲကြတယ်ဗျာခဏမ်းပြန်ကြလိုက်ပါလားလို့နှစ်တက်နဲ့ပြီးရင်ခင်ဗျားတို့ပွဲပြီးရမှာအဲ့တော့ကျွန်တော်အကူမလေးမောင်လေးမလေးကျွန်တော်တို့မြန်မြန်လေးပဲသွားမယ်133ရောင်မြန်မြန်လေးလက်မလေးနှိပ်ခါမယ်နှစ်ပတ်ထား2000မိုးရတယ်တဲ့ဝမ်းသာပါတယ်ဗျာကျွန်တော်မိသားစုเนาะနှစ်တက်ဆိုရင်ခင်ဗျားတို့အများကြီးပေါက်ကိုကနန်းဆိုအဲ့လိုပဲမပြီးဘူးယိုကိုကနန်းဆိုမပြီးဘူးသူများကနန်းဆိုအဲ့ဒါပြီးမှာနှစ်တက်နဲ့နှစ်သုံးကြာနှစ်နှစ်လို့ထွက်သွားတယ် အဲ့ဒါအဲ့ဒါကြောင့်မလို့ကျွန်တော်ကပတ်တီးကိုပြီးရင်ကျွန်တော်ရဲ့မိသားစုရင်းပတ်တီးကိုအရင်ပတ်ပြီးတော့မှထိုးနော်အဲ့ဒါဒီနဲ့အဲ့နှစ်ပူးကတော့ခင်ဗျားတို့အားလုံးသိနေမှာပြနော်ကျွန်တော်တပတ်စာကတ်ထဲမှာတင်ထားတာနော်နှစ်ပတ်တီးရှစ်ပတ်တီးအဲ့မှာရှင်းနဲ့နှစ်ကွက်ထွက်တယ်ဗျာအဲ့မှာနှစ်နဲ့နှစ်ကွက်ထွက်တယ်ဗျာခင်ဗျားမိသားစုရင်းကြည့်လိုက်အဲ့မှာကျွန်တော်နှစ်ပတ်တီးနဲ့အပူနှက်ခတ်ပေးထားတယ်ရှစ်ပတ်တီးနဲ့အပူနှက်ခတ်ပေးထားတယ်အဲတပတ်စာကတ်ထည့်ရခဏလေးလှည့်ထွက်တာဒါပေမဲ့လို့ခင်ဗျားတို့လည်းဒီချိန်နှစ်ချိန်ပောက်ပြီးတော့ဒီချိန်နှစ်ချိန်ခွက်ပြီးတော့3ချိန်4ချိန်ထိတော့လိုက်ထိုးမှာမဟုတ်ဘူး နော်၃ချိန်၄ချိန်ဒီလိုက်ထုံးမှာဘာဖြစ်လို့လဲဆို80နှစ်တို့89တို့ဆိုတဲ့ကဏ္ဍကြီးကဒါတွေကတပတ်စာကတ်တွေရောမန်ဘာကတ်တွေရောနေလိုက်တွေရောအောင်မြင်ထားတာဆိုတော့ဒီနှစ်ပူးတို့ဆိုတော့လိုက်ထုံးမှာမဟုတ်တော့ပါအဲ့တော့ကျွန်တော်အကူမလေးမောင်လေးမောင်လေး210တိောက်တော့မျိုးတို့အားလုံးမင်္ဂလာပါနှစ်တက်ဆိုရင်တပေါင်းပို့ထိုးထားတာရတယ်ဟုတ်ကဲ့ပါခင်ဗျာနော်ကျွန်တော်လည်းအကောင်းဆုံးတော့ယူနော်အကောင်းဆုံးနေတော့ကျွန်တော်လည်းယူပေးတာလေဗျာဒါဆိုတော့ခင်ဗျားတို့နှစ်ရှစ်တို့ ရှစ်ကိုးတို့40တို့ဓာရီပောက်ထားပါပြီเนาะအခုနှစ်နှစ်ဘူးတို့ဓာရီကပတ်သီးတွေနေရထားပါပြီခင်ဗျားတို့ဒါဆိုရင်လည်းကျွန်တော်ရဲ့အကိုအမတွေမောင်နှမညီမတွေကျွန်တော်ဒီပွဲတွေမှာပေါ်ပြီးလားစနေနဲ့ပြေးထားတာလေနတ်ခတ်တို့အပူတို့ဆိုတာလေအပူနှစ်ကြိမ်နဲ့နတ်ခတ်နှစ်ကြိမ်တက်ကြတယ်မိတ်ဆွေတို့ရေနော်နတ်ခတ်နှစ်ကြိမ်နဲ့အပူနှစ်ကြိမ်တက်ကြတယ်ပရိတ်ပေးထားတာလေပရိတ်က၃ရခွန်ပရိတ်၃ရပရိတ်ကိုခွန်ပရိတ်ကိုကြရတယ်၈ပတ်ဒီ၂ပတ်ဒီပေးထားတာနှစ်ကြိမ်စီကြိမ်အဲ နှစ်ကြိမ်ကြီးကြရတယ်ဆိုတော့ခင်ဗျားတို့မပေါက်ဆရာအကြောင်းတော့မရှိတော့ပါဘူးကျွန်တော်မိသားစုနဲ့ဒီပွဲမှာတော့အသက်ရှူ6မှာပါဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့เนาะကဲ240နဲ့6ရောက်လဲဖြစ်သွားပြီဆိုတော့ကျွန်တော်ရဲ့မိသားစုနဲ့ဒီညနေတော့ပါဝါကြနိုင်တာကြနိုင်နေကြနိုင်နေပါပါဝါတော့ပါဝါကိုကျွန်တော်ကခြင်ရနေကျွန်တော်ခြင်တဲ့ပါဝါနဲ့ကျွန်တော်ကဗရိတ်ကအစိမ့်ဖြစ်နေပြဗရိတ်အစိမ့်မလာနိုင်ဘူးပြဘာဖြစ်လို့လဲဆိုတော့9392038 လေးဆိုတော့ဗရိတ်က9မျိုးဖြစ်နေပြီကျွန်တော်မိတ်ဆွေတွေเนาะဗရိတ်က9မျိုးဖြစ်နေပြီအဲ့မှာကျွန်တော်ကိုင်ရင်နဲ့လုံးပိုင်နဲ့ပါဝါပေးလို့မရအောင်ဖြစ်နေဒါကြီးနဲ့တစ်ခွက်တော့ပေးလို့ရတယ်ဗျာတစ်ခွက်ကိုကျွန်တော်ပေးမှာเนาะတစ်ခွက်ကိုပေးမှာအဲ့တော့ကျွန်တော်မိသားစုနဲ့အရင်ဆုံးကျွန်တော်သွားမယ်ဗျာ244ရောက်သွားမျိုးလို့အားလုံးမင်္ဂလာပါဆီယမပတ်တီအောင်ပါလေဟုတ်ကဲ့ခင်ဗျာအဲ့တော့ကျွန်တော်အပေါ်မှာဒီမောင်လေးညီမကြီးကျွန်တော်ဘေးပွဲနေလားဟိုက်ဒီပွဲနေလားနေလားကျွန်တော်တို့ကအခုမှဗျာကျွန်တော်မိသားစုနဲ့ဒီမှာကြီးရလာတော့လေးလွှင့်ရတာဗျာ အချိန်လေးတော့နည်းနည်းစောင့်အဲ့တော့ကျွန်တော်တို့ဗဏ္ဍလမှာလာနေရလေတဲ့ခီးရတလ2လ3လ4လတဲ့နော်အဲ့ဒီ4လမှာလာနေတဲ့ခီးတောက်ကြနေတဲ့နေတဲ့လာနေခီးဖောက်ပွဲရှိသေးတာမဟုတ်မနဲ့မှလွတ်ကြထားရညနေကိုဒီခီးကိုကင်ရမှာကျွန်တော်တို့ကအဲ့တော့ချေဆုံးတို့တို့ကဘယ်ကနေလာနေရလဲဒီကနေလာနေရပြကျွန်တော်တို့ကနော် တောက်ကြံနေမန္တလေးမှာ9တုံညလို့နှလုံးပေါင်းကြီးက9တုံညလို့ထွက်ချင်းကြောင့်နှလုံးပေါင်းကြီး9ရဲ့လို့ဖြစ်လို့9ရဲ့ပါဝါ3ညနဲ့9ရဲ့နှက်ခတ်3 9တုံညသုံးကီးတီနောက်တစ်ပွဲတောက်ကြံနေမှာမဖြစ်မနေထိရမှာလေကျွန်တော်ရဲ့အကူအမတွေမောင်းနေမှာလေဒါကီးနော်ကျွန်တော်လုံးမိုက်ပြီးမှာတာမဟုတ်ဘူးအဲ့တော့ကီးက9တုံညာ3ကီးနဲ့ဆိုရင်ကျွန်တော်တို့နောက်တစ်ပွဲတောက်ကြံနေမှာဘာထွက်လဲဆိုလို့ရှိရင်မနက်သေးမှာ9ပြားဆိုရင်52ညနေသေးမှာ3ပြားဆိုရင်36ဒါဆိုတော့နောက်တစ်ပွဲတောက်ကြံနေမှာကျကျွန်တော်တို့9နှစ်လို့ထွက်ချင်အောင်နှလုံးပေါင်းကြီးကခွန်ရဲလို့ဖြစ်လို့ခွန်ရဲပါဝါနှစ်ခွန်ရဲနှက်ခတ်3ညခွန်နှစ်3ညဆိုတော့ကီးကနောက်တစ်ပွဲတောက်ကြံနေမှာမဖြစ်မနေထိရမယ်တဲ့ချစ်တို့ အဲ့တော့ခွန်းနဲ့တုံညာကြီးကမနေ့ဖက်မှာလွတ်ထားလို့ရှိရင်ညနေဘက်မှာပြီးရက်တယ်ဆိုတော့စနစ်ကိုကျွန်တော်ပြပြီးတာအဲ့တော့ခွန်းနဲ့တုံညာကြီးเนี่ยကျွန်တော်ညနေဘက်ကျတော့မနေ့နောက်တစ်ပွဲတောက်ကြနေမှာဘာထွက်လဲမနေ့သေးမှာတုံညာတစ်ပြားဆိုပြီးတုံညာငါညနေသေးမှာ80နဲ့ဆိုပြီးကြီးချတယ်ခင်ဗျဒီဘွဲကျတော့မနေ့တောက်ကြနေမှာနေ့သေးမှာတုံညာ5လို့ထွက်ချင်းကြောင့်နှလုံးပေါင်းတော့9ရဲ့လို့ဖြစ်လို့9ရဲ့ပါဝါတုံညာ9ရဲ့နှက်ခတ်3 9တုံညာ3ဆိုတော့ကြီးကနောက်တစ်ပွဲတောက်ကြနေမှာမိမိနေဖြစ်မယ်ကျွန်တော်ကမိတ်ဆွေအဲ့တော့9 3ညာ3ကြီးเนี่ยမနေ့သေးမှာ9ပြားဆိုပြီး2 9ညနေသေးမှာတုံညာတစ်ပြားဆိုပြီး20တဲ့ချစ်လို့ ဒီဘွားကြတော့တောက်ကြနေမနဲ့ဈေးမှာကနှင်ငါလို့ထွက်ချင်းကြောင့်နှလုံးပေါင်းချင်းခွန်ရဲလို့ဖြစ်လို့ခွန်ရဲပါကနှစ်ခွန်ရဲနှစ်ခါသုံးညခွန်နှစ်သုံးညဆိုတော့ကြီးကနောက်တစ်ဘွားတောက်ကြနေမှာမဖြစ်မနေထိမဲ့ချစ်လို့အဲ့တော့အဲ့ခွန်နှစ်သုံးညကြီးနဲ့ကျွန်တော်တို့ဘာထွက်လဲဆိုရင်တောက်ကြနေမနဲ့ဈေးမှာခွန်ရဲပြားကိုဆွဲပြီး84လို့ထိခဲ့တာတဲ့ဒီဘွားကြတော့တောက်ကြနေမနဲ့ဈေးမှာခွန်၄လို့ထွက်ချင်းကြောင့်နှလုံးပေါင်းတော့တိရဲလို့ဖြစ်လို့တိရဲပါက6တိရဲနှစ်ခါ8 168ဆိုတော့ကြီးကနောက်တစ်ဘွားတောက်ကြနေမှာမဖြစ်မနေထိရမယ်တဲ့အဲ့တော့168ကြီးဒီမနဲ့ဈေးမှာလို့တော့ညနေဈေးမှာတိရဲပြားဆိုပြီးတင်ငါလို့ထိကြတယ်ခင်ဗျာ ဒီဘက်ကျတော့တောက်ကြန်နေမနဲ့ဈေးမှာပါခွန်ခွန်လို့ထွက်ချင်းကြောင့်နှလုံးပေါင်းတော့၄ရဲ့လို့ဖြစ်လို့၄ရဲ့ပါပါကို၄ရဲ့နှက်ခတ်နှစ်၄ကိုနှစ်ဆိုပြီးကနောက်တစ်ပွဲတောက်ကြန်နေမှာဖြစ်မနေထိရမယ်ချစ်လို့အဲ့ဒီ၄ကိုနှစ်ပြီးကြတော့မနဲ့ဈေးမှာပဲနှစ်ပြားဆိုရင်26လို့ထိတာဒီဘက်ကျတော့တောက်ကြန်နေမနဲ့ဈေးမှာ26လို့ထွက်ချင်းကြောင့်နှလုံးပေါင်းတော့၈ရဲ့လို့ဖြစ်လို့၈ရဲ့ပါပါ၃ရဲ့နှက်ခတ်၈၃ဆိုတော့ပြီးကနောက်တစ်ပွဲတောက်ကြန်နေမှာဖြစ်မနေထိအောင်ပါလေချစ်လို့အဲ့တော့၈၃ဒီကြကျွန်တော်တို့ကမနဲ့ဈေးမှာ၃ပြားဆိုပြီး39ရက်ခမြတ် ဒီဘွဲကြတော့တောက်ကြနေမနဲ့ဒီမှာ3ကိုလို့ထွက်ချင်းကြောင့်နှလုံးပေါင်းတော့2ရလို့ဖြစ်လို့2ရပါပါခွန်း2ရနှက်ခလေး2ခွန်း4ဆိုကြီးကနောက်ဘွဲတောက်ကြနေမှာမဖြစ်မနေထိမယ်လေကျွန်တော်မိသားစုဝင်အဲ့တော့2ခွန်း4ကြီးနဲ့ကျွန်တော်တို့ကညနေသေးမှာ2တပြားကိုဆွဲပြီး21လို့ထိတာခမရဒီဘွဲကြတော့တောက်ကြနေမနဲ့ဒီမှာ8ရလို့ထွက်ချင်းကြောင့်နှလုံးပေါင်းတော့6ရလို့ဖြစ်လို့6ရပါပါ1 6ရနှက်ခ9 6တ9ဆိုတော့ကြီးဒီနောက်တဘွဲတောက်ကြနေမှာမဖြစ်မနေထိရမယ်လေကျွန်တော်ရဲ့မိတ်ဆွေအဲ့တော့6တက်9ကြီးနဲ့ကြာကျွန်တော်ကတောက်ကြနေမှာနဲ့ဈေးမှာ6တပြားဆက်ပြီး60လို့ထီတာတဲ့ ဒီဘွဲကြတော့တောက်ကြံနေမန္တလေးမှာ60လို့ထွက်ချင်းကြောင့်နှလုံးပေါင်းတော့600လို့ဖြစ်လို့600ရဲ့ပါဝါတိ600ရဲ့နှက်ခါကို69ကိုစိုးစိုးကြီးနောက်တစ်ဘွဲတောက်ကြံနေမှာမရှိနေထီရမဆိုအချစ်တို့ညနေစီမှာ19ဆိုပြီးကြီးအပြီးရိုက်ထားတယ်ခင်ဗျာနော်လွတ်တယ်လို့တော့မရှိဘူးမနဲ့ညလွတ်တယ်လို့တော့မရှိဘူးကျွန်တော်တို့ခုမနဲ့လွတ်ထားလို့ကျွန်တော်ညနေကိုတက်ပြအဲ့တော့ကျွန်တော်ရဲ့မိသားစုနဲ့ဒီမှာကြတော့99လို့နှစ်တောက်ကြံနေမန္တလေးမှာထွက်ချင်းကြောင့်နှလုံးပေါင်းတော့3ညရဲ့လို့ဖြစ်လို့3ညပါဝါ9 3ည9ခွန်3ည9ခွန်ဆိုစိုးစိုးကြီး နောက်တစ်ဝဲတောက်ကြနေမှာမဖြစ်မထီရမယ်ဆိုတော့သူက3500ခွန်ပြီးနေကျွန်တော်ကမလဲဈေးမှာ5000တပြားဆိုပြီး3500လို့ပြီးရတယ်ဒီဘွားကြတော့တောက်ကြံနေမနဲ့ဈေးမှာက3000လို့ထွက်ချင်းကြောင်းနှလုံးပေါင်းတော့ရှိရလို့ဖြစ်လို့ရှိရပါကတုံရှိရနှက်ခတ်ကတိရှစ်သုံးတိဆိုတော့ကြီးရှစ်သုံးတိကြီးကနောက်တစ်ဘွားတောက်ကြံနေမှာမဖြစ်မချိရမယ်အဲ့ချစ်တို့အဲ့ရှစ်သုံးတိကြီးနဲ့ကြာကျွန်တော်ရဲ့မိသားစုနေမနဲ့ဈေးမှာတိတိပြားဆိုပြီးတက်စေညနေဈေးမှာတိတိပြားဆိုပြီးတက်စေတဲ့ဒါဆိုဒီဘွားကြတော့ကျွန်တော်တို့ကတောက်ကြံနေမနဲ့ဈေးမှာတက်စေလို့ထွက်ချင်းကြောင်းနှလုံးပေါင်းတော့တိရလို့ဖြစ်လို့တိရပါက6တိရနှက်ခတ်ရှစ်တိ6ရှစ်ဆိုတော့ကြီး အဲ့တ68ကြီးရနော်ဘယ်တောက်ကြံနေမှာထိရမှာဆိုကျွန်တော်တို့မနက်သေးမှာတေးတပြားဆိုပြီးခွန်တေးညနေသေးမှာတေးတပြားဆိုပြီးပြစ်သုံးနဲ့ဒါဆိုကျွန်တော်ရဲ့မိသားစုနဲ့ဒီနေ့မှာထိရမှာကကျွန်တော်တို့ကတောက်ကြံနေမနက်သေးမှာကခွန်တက်လို့ထွက်ထားတာတဲ့ခွန်တက်လို့ထွက်ထားတာနှလုံးပေါင်းတော့ရှစ်ရဲ့လူဖြစ်လို့ရှစ်ရဲ့ပါဝါက3ရှစ်ရဲ့နှက်ခက်ကတေးရှစ်3တေးဆိုတော့ကြီးကကျွန်တော်တို့တောက်ကြံနေမှာမဖြစ်မှထိရမှာဆိုမနက်သေးမှာလွတ်ကြထားတာနှစ်ဘူးတဲ့ဒါဆိုညနေကိုအထိကရမှာရှစ်3တက်ကကြီးတယ်ကျွန်တော်ရဲ့မိတ်ဆွေတို့နော်ရှစ်3တက်ကြီးတယ် ဒါဆိုရင်ကျွန်တော်ရဲ့မိသားစုစုဝင်83%ကကီးဒါအထိကိုထိရမယ်ကီးဒါဆိုဟုတ်ပြီကျွန်တော်မိသားစုနဲ့83%ကိုကျွန်တော်တို့လိုက်ပြီးနေတာပင်တူတယ်အပင်တူတယ်ယုံကြည်မှဆောင်မယ်မယုံကြည်မဆောင်ဘူးကျွန်တော်ရဲ့မိသားစုနဲ့ကျွန်တော်ကထွက်ပြီးသားခဏန်းကိုပဲကျွန်တော်ကလုံးမိုင်ပြန်ကန်ရမှာမလို့ကျွန်တော်ပြန်တက်လာအဲ့ဒီတော့ဟုတ်ပြီကျွန်တော်ရဲ့မိသားစုနဲ့နော်သူကတော့အပင်ကတော့တူတယ်ပင်ကတော့နှုတ်တယ်ဒါပေမဲ့တော့ထောက်ချက်ကြီးသွားနေရဗျာမနေ့ကလည်းကျွန်တော်ရဲ့မိသားစုနဲ့မေးတဲ့သူတိုင်းပြောတာကျွန်တော်နော်ဒီနှစ်နေ့ကတော့နှစ်ရှစ်လို့ပေါက်တာဒီနှစ်နေ့ရှင်းနေ့ကတော့ ရှစ်ကိုလို့ပေါက်တာဒီလေးနေရလေးထိတ်နဲ့လေးဆယ်လို့ပေါက်တာဒီငါးထိတ်ကကြာလာမနေ့ကကျွန်တော်ရဲ့မိသားစုနေအကုန်လုံးပြောတယ်လေးထိတ်ငါးထိတ်လို့ကျွန်တော်ပြောတယ်လာမေးတယ်လူပဲကျွန်တော်လိုက်ကမနေ့ကတော့လွှင့်လို့မရလို့မီးမလာတော့လွှင့်လို့မရအဲ့တော့ငါးထိတ်နဲ့ကျွန်တော်ပေးတာကငါးသုံးဆိုတာကိုထွက်ထားတယ်ဆိုကျွန်တော်ထားဖယ်အဲ့တော့ဒီမှာလာမဲ့ထိတ်စီးတယ်အဲ့ဒီထိတ်စီးကဘလို့လာနေတာလဲတဲ့ကျွန်တော်ရဲ့အချက်တို့ဒီမှာဒီလိုလာနေတာဗျအပင်တူတယ်အပင်တူတယ်ကင်ရဲမှာကင်မကင်ရဲမှာကင်နဲ့6 30တော့မျိုးအားလုံးပဲမင်္ဂလာပါဗျာ ကျွန်တော်တို့ဒီမှာဗျာမတွေ့လားဒီမှာ9 6 9ထိပ်စီရှိတယ်ဒီမှာ9 1တစ်ထိပ်စီရှိတယ်ဒီ9ဒီ1နှလုံးပေါင်းချင်းက6ရဲ့ဖြစ်6ရဲ့လို့ဖြစ်လို့တော့6ရဲ့ပါဝါတေတပြားကညံ့နေစီမှာထိပ်စီဆိုတော့ဒီမှာ1 1လို့ထွက်တယ်ဟုတ်ပြီလား1 1လို့ထွက်တာဟောကျွန်တော်အကူမာနေမောင်းလေးနေပါလိမ့်ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့မိသားစုနေอืม ဒီမှာကျတော့ဒီ1ဒီ6နှလုံးပေါင်းခြင်းကခွန်ခွန်ရလို့ဖြစ်လို့ခွန်ရပါวะနှဲ့တပြားဒီသူ့အောက်မှာနောက်ညံ့နေစေးမှာကနှဲ့တပြားဒီဘာရင်းနေဆိုတော့ကျွန်မနှစ်ခွန်လို့ထွက်တာနော်ခွန်ရပါวะနှစ်ဒီမှာက5 6အဲဒီ9ဒီ1နှလုံးပေါင်းခြင်း6ပြီလို့6ရပါပါတစ်တပြားဒီညနေဒီမှာထိတ်စီးဆိုတော့ဒီမှာတစ်တပြားဟုတ်ပြီလားဒါဆိုရင်ဒီ1ဒီ6ဒီနှလုံးပေါင်းခြင်းခွန်ရလို့ဖြစ်လို့ခွန်ရပါပါ1တပြားဒီထိတ်စီးဆိုတော့2ရှစ် ဟုတ်ပြီလားဒါဆိုရင်ဒီနှစ်ဒီတတိနှောင်းမောင်းညက်300ရယ်လို့ဖြစ်လို့300ရယ်ပါဝါ၈တပြားကြီးထိန်စီဆိုတော့80 90ဒါဆိုရင်ဒီ၈ဒီတတိနှောင်းမောင်းညက်900ရယ်လို့ဖြစ်လို့900ရယ်ပါဝါ၄တပြားကြီးညက်နေသေးမှာထိန်စီဆိုတော့40ဒါဆိုရင်ဒီ၄ဒီ6ဒီနှောင်းမောင်းညက်က300ရယ်လို့ဖြစ်လို့300ရယ်ပါဝါ5တပြားကြီးထိန်စီဆိုတော့90နဲ့3ဒါဆိုရင်ကျွန်တော်ရဲ့မိသားစုရင်ဒီမှာကဒီ9ဒီ2ဒီနှောင်းမောင်းညက်ခွန်ရယ်လို့ဖြစ်လို့ခွန်ရယ်ပါဝါဟဲ့နှစ်ထိန်စီရယ်ဒီညက်နေမှာကျွန်တော်ရဲ့မိသားစုရင်ကြိုက်ချင်ထိုးမကြိုက်ချင်မထိုးနဲ့ဟုတ်ပြီဒါနှစ်ထိန်စီလို့ရပြီကျွန်တော်မိသားစုရင်နော်နှစ်ထိန်စီလို့ရပြီတဲ့ ဒါဆိုရင်နောက်တစ်ခါကကျွန်တော်တို့ကထိစီရတာနှလုံးကင်မှာရမယ်တစ်လုံးနဲ့တော့မညီဘူးနော်၈3တက်ကလည်းထိရမှာဒါဆိုရင်ကျွန်တော်တို့ဘာလို့ထိုးမလဲနှစ်ထိစီနဲ့နှစ်၈နှစ်3နှစ်တက်နှစ်၈နှစ်3နှစ်တက်ဒီဒါကဏ္ဍက3ခွက်ထဲနှစ်ကိုတော့ပတ်ကိုပတ်ကျွန်တော်မိသားစုရင်နှစ်ကိုပတ်ဒါဆိုရင်နောက်တစ်ချက်ကကျကျွန်တော်ရဲ့မိသားစုရင်နောက်တစ်လုံးကကျဘလို့လာနေတာလေကျွန်တော်ရဲ့မိသားစုရင်သူကတော့ရှင်းပါလေသူကလည်းရှင်းပါလေတဲ့ကျွန်တော်ရဲ့အပူမိုင်းနော်သူကလည်းရှင်းတယ်ကျွန်တော်တို့က D5 D1 နှလုံးပေါင်းခြင်းက6ဖြစ်လို့6ရဲ့ဘဝတေတပြားထိစီ1နှစ် ဒီတစ်ဒီ6ဒီနှလုံးပေါင်းချင်းခွန်ပြလို့ခွန်ရဲပါပါနှစ်ပြားထိတ်စီနှစ်ရှစ်ဒီနှစ်ဒီတစ်ဒီနှလုံးပေါင်းချင်း3ဖြစ်လို့3ရဲပါပါ10ပြားယူထိတ်စီဆိုတော့89ဒီ10ဒီတစ်ဒီနှလုံးပေါင်းချင်း6ဖြစ်လို့6ရဲပါပါ4ပြားယူထိတ်စီဆိုတော့40ဒီ4ဒီ6ဒီနှလုံးပေါင်းချင်း3ညဖြစ်လို့3ညရဲပါပါ5ပြားယူထိတ်စီဆိုတော့93ဒီ5ဒီ1ဒီနှလုံးပေါင်းချင်းခွန်ရဲလို့ဖြစ်လို့ခွန်ရဲပါပါ2ထိတ်စီလို့ကျွန်တော်ထည့်ရထားပြီး2ထိတ်စီဒါတော့ဟုတ်ပြီတဲ့ကျွန်တော်ရဲ့အပေါ်မှာဒီမှာတစ်ချက်ကလည်းတစ်ချက်ဆိုတာလည်းရှိသေးတယ်နော်သူ့ရဲ့လှဲ့ွက်တွေတူးတွေရဲ့လှဲ့ွက်တွေကိုကျွန်တော်ပြောမယ် ဒီမှာဒီတဒီမှာခွန်တက်ကနောက်ဘိတ်ခွန်တက်ကနောက်ဘိတ်ညနေသေးနှစ်ရှစ်ကထိစီဒီနှစ်ဒီတဒီတဒီနှစ်ဒီနှလုံးပေါင်းချင်းက3နဲ့နော်3လို့ဖြစ်လာလို့နောက်တစ်ချက်က4လို့ဖြစ်တာကဒီ6ဒီ7ဒီ4တဲ့ဟုတ်ပြီလားဒီတဒီနှစ်ဒီ3လို့ဖြစ်လို့ဒီ6ဒီ7ဒီ4တဲ့ဒီမှာ3လို့ဖြစ်အောင်လို့ဒီနှစ်နောက်တက်နောက်ဘိတ်ရှိလို့နှစ်ထိပ်စီးထဲမှာ3နဲ့6နောက်ဘိတ်ရှိလို့4ထိပ်8ထိပ်စီးထဲမှာ4တဲ့ ဒါဆိုရှင်းတဲ့အချက်လို့ဒီမှာဒီနှစ်ဒီတစ်ဒီ၃ရေလို့ဖြစ်လို့တဲ့အဲ့မှာ၃ဟုတ်ပြီ၃လို့လာပြီဒီမှာ၄လို့ဖြစ်အောင်ဒီ၆ထိပ်စီရှိလို့ဒီ၈ထိပ်စီလို့လာ၆နောက်ပဲရှိလို့၈ထိပ်စီလို့လာမှလာလည်းကျွန်တော်တို့၄လို့ဖြစ်မိတယ်ဒါ၃၄ဟုတ်ပြီဒါဆိုတင်းနောက်ပဲလို့ရှိလို့၄ထိပ်စီလို့လာမှတာဆိုရင်ကျွန်တော်တို့ကဘာဖြစ်မလဲ၅လို့ဖြစ်တယ်တဲ့နော်၅လို့ဖြစ်တယ်ဒါဆိုရင်ကျွန်တော်ရဲ့မိသားစုနဲ့မနေ့ကကျွန်တော်၅ထိပ်စီကိုဘာကြောင့်ကင်လဲဒီမှာ၁ထိပ်စီရှိလို့ဒီက၅ထိပ်စီလို့တင်းနောက်ပဲရှိလို့၅ထိပ်စီလာမှသာဖြင့် 6လို့ဖြစ်မိတဲ့ဒါကလည်း၄ပင်ကူနော်ဆက်ပြီးပြောမယ်ဆိုကျွန်တော်ရဲ့မိသားစုနေဒီမှာ6လို့ဖြစ်လို့ဒီမှာ9ရဲ့လို့ဖြစ်အောင်လို့ဒီမှာက6နောက်ပိတ်ရှိလို့တစ်ထိတ်စီဆိုတာကလည်းရှိတယ်တဲ့နော်တစ်ထိတ်စီဆိုတာလည်းရှိတယ်ဒါဆိုရင် ရှင်းပါလေကျွန်တော်ရဲ့မိသားစုနေဒီညက်နေကိုဆက်ထိုးရမှာက73ဒီကိုကီးကို အမားကိုင်းမယ်နော်ပါဝါတစ်ချက်ထိုးမယ်ကျွန်တော်မိသားစုနေ နှစ်ထိပ်စီးနဲ့ထိုးမယ်ဆိုနှစ်ခွန်ဆိုတဲ့ပါဝါတစ်ချက်ထည့်ထိုးမယ်တစ်ထိပ်စီးကိုကရင်တစ်ချောက်ဆိုတဲ့ပါဝါတစ်ကွက်ထည့်ထိုးမယ်ခဏန်းကနှစ်ကွက်ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုကပ်မလဲနှစ်ရှစ်နှစ်သုံးနှစ်တင်နဲ့တစ်ရှစ်တစ်သုံးတစ်တစ်ဆိုတဲ့ခဏန်းဒါလေးပဲထိုးပတ်တီးကတော့နှစ်ကိုပဲပတ်ကျွန်တော်မိသားစုဝင်နေပတ်တီးကိုနှစ်ကိုပဲပတ်ပါလို့ကျွန်တော်တစ်ခါလေးပြောထားခဲ့မယ်နော်မှန်တယ်ကွယ်လွဲတယ်ကွယ်ဆော့ခြင်းနဲ့ကျွန်တော်ရဲ့မိသားစုဝင်တွေကဒီညနေမှာကျွန်တော်ရဲ့မိသားစုဝင်တွေအားလုံး23ဆိုတော့မဟာပြိတ်ကူပဲထိုးမယ်လို့နော် 23ဆိုတဲ့ငါးပရိကူပဲထိုးမယ်ကျွန်တော်မိသားစုနဲ့เนาะအဲ့တော့ကျွန်တော်ကဒီမှာခဏလေးအများကြီးပို့ရမှာဆိုတော့လူတွေအများကြီးပို့ရမှာဆိုတော့ကျွန်တော်တို့တော်ပြီဒါဆိုရင်ကျွန်တော်တို့ညနေမှာနှစ်ထိပ်တစ်ထိပ်ရှိတယ်တဲ့เนาะနှစ်တစ်စီထိပ်စီတဲ့ဒါဆိုနှစ်တစ်လို့ကြာသွားတယ်ကျွန်တော်မတတ်နိုင်ဘူးเนาะကျွန်တော်မိသားစုနဲ့ဒီမှာခဏမင်းကနှစ်တစ်ဆိုတော့ရှိတယ်ဒါပေမဲ့လို့ကျွန်တော်ကနှစ်တစ်ကပါပြီးသားနှစ်ထိပ်စီဆိုတော့နှစ်ရှည်နှစ်သုံးနှစ်တစ်ဆိုတာပါပြီးသားတင်းနဲ့ကြာတော့လေတစ်ရှည်တစ်သုံးတစ်တစ်ဟုတ်ပြီလားပတ်ရမှာကနှစ်နှစ်ထိပ်စီနှစ်ကိုပဲပတ်ရမှာ နော်နှစ်ကိုပဲအမပတ်မယ်ပြီးလို့ရှိရင်နှစ်ခွန်နဲ့တိချောက်ဆိုတဲ့ပါဝါလေးနှစ်ကွက်ကိုထည့်ထိုးမယ်ကျွန်တော်ရဲ့အကူအမတွေမောင်းလေးညီမလေးယုံကြည်ရင်ဆော့ပါမယ်ယုံကြည်မဆော့ပါနဲ့နော်အောင်ကြီးက၃ကြိုက်တယ်၃ကြိုက်ချင်၃နဲ့ထိုးချီနော်ကျွန်တော်ကိုင်မှာက၈၃တက်ကြီး၈၃တက်ကြီးကိုမထည့်ရင်တော့ကျွန်တော်ရဲ့မိသားစုတိောက်မပေါက်မှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ပေးတဲ့ခဏကမှန်ရင်လည်းမှန်မယ်မှားရင်လည်းမှားမယ်ကျွန်တော်မိသားစုနဲ့ကိုင်ရဲတော့ကိုင်မကိုင်ရင်တိောက်မှာမကိုင်နဲ့ခက်မြတ်နော်ကျွန်တော်လေးတွေ့တာလေးကိုတက်ပြီးတာ နော်ဘာကြောင့်လဲဆိုရင်ကျွန်တော်ဒီထိတ်စီးကိုတွေ့လို့ရှိရင်ကျွန်တော်က message မှာပို့လိုက်လို့ရတယ်ခင်ဗျားတို့ကြံနေခဲ့မှာဆိုလို့ကျွန်တော်တက်ပြောတာနော်ဒီညနေနှစ်ပတ်တီးပါလို့မနက်ကလည်းနှစ်ပတ်တီးကြထားတော့ခင်ဗျားတို့ဆက်မပတ်မှာဆိုလို့ကျွန်တော်တက်ပြောတာနော်ဒါဆိုရင်ကျွန်တော်ရဲ့အကူမလေးမောင်လေးမလေးကျွန်တော်တို့က၈၃၁ကခီးနှစ်ပိုင်း၁ပိုင်းနဲ့တဲ့ဒါဆိုကျွန်တော်အကူမလေးမောင်လေးညီမလေးနော်ကျွန်တော်လိပ်စာလေးချပေးဖွင့်မယ်နောက်တစ်ပွဲထွက်ဖွဲ့ဝင်လို့ရတယ်ခင်ဗျာနော်ဒီနေ့က30နဲ့တည့်ရက်နော် 31ရက်တောက်ကြညံ့နေလို့ရေးလိုက်ညံ့နေတစ်စီးပဲရှိတော့တောက်ကြညံ့နေမှာပတ်သီးသီးနှစ်တယ်နှစ်ကိုပဲဆက်ပါမယ်ဗျာကျွန်တော်မိသားစုနေနော်နှစ်ကိုပဲပတ်မယ်အဲဒါဆိုရင်ကျွန်တော်ရဲ့အခြေဆုံးတော့နှစ်နဲ့ပတ်သက်တဲ့ခဏလေးကျွန်တော်ပါဝါနှစ်ခွက်ကိုထည့်ထုတ်မယ်နော်ပြီးမှရေးပေးမယ်ပါဝါနှစ်ခွက်အဲ့တော့ကျွန်တော်အကူမကြီးနှစ်နဲ့ပတ်သက်တော့ နှစ်တနှစ်ရှစ်နှစ်သုံးကအာထူးတဲ့တင်းနဲ့ပတ်သက်တော့တိပူတိရှစ်ကျတော့တဲ့ တက်တော့နော်ဒါလေးကိုအားထိုးမယ်နောက်တစ်ချက်ကကျွန်တော်ရဲ့မိသားစုနေမဖြစ်မနေထည့်ထိုးရမယ်နှစ်ခွန်တချောက်တဲ့ဒါလေးတွေကိုအားပြီးတော့ကျွန်တော်ရဲ့မိသားစုနေကမိန်ထိုးနော်မိန်ထိုးမှန်တော့လွယ်တော့ဆောကျင်နေကျွန်တော်ကိုမပေါက်လို့မဆဲတဲ့အကိုမလေးမောင်လေးညီမလေးနှစ်ကိုပန်း23တကွက်တယ်ငါးပါးလိုက်နော် အဲ့တော့ကျွန်တော်မိသားစုရင်နောက်တစ်ပွဲတော့ကျွန်တော်အဖွဲ့ဝင်လက်ခံပါပြီခင်ဗျာနော်နောက်တစ်ချက်က ဒါက message ချစ်တို့ယုံကြည်လက်တွဲကြည့်လိုက်ဒီပွဲလောက်နော်နာ31ရက်တောက်ကြညံ့နေနှစ်ပတ်ဒီကိုပတ်တယ်နှစ်ကိုပတ်ပါတယ်နှစ်တင်းနှစ်ရှင်းနှစ်သုံးဒီအာထူးတယ်တပူးတစ်ရှစ်တသုံးဒီအာတပူးတစ်ရှစ်တသုံးနဲ့နှစ်ခွန်တစ်ချောက်ကအာမင်းဒါဆိုရင်ကျွန်တော်ရဲ့မိသားစုနေခဏန်းကအပူးတစ်ခွက်ပါသေးတယ်เนาะအပူးတစ်ခွက်ပါသေးတယ်အဲ့ဒီမမှန်တစ်ခွက်လွဲတစ်ခွက်စောကျင်နေကျွန်တော်ရဲ့မိတ်ဆွေတွေကနှစ်ကိုပတ်ပြီး23တစ်ခွက်ထဲထိုးမပေါက်လို့မဆဲရုပ်ဆိုတဲ့လူကနှစ်ပတ်ဒီရတော့လာမှာเนาะ ဒါရင်းနဲ့တင်းနဲ့လာလို့ရှိရင်ကျွန်တော်တို့ကနှစ်နှစ်တက်တယ်တက်တက်တယ်တက်ရှစ်တယ်တက်သုံးရယ်ဆိုတာပါတယ်နှစ်ပိုင်းတက်ပိုင်းတက်ချောက်ဆိုတာပါတယ်နော်ကဏန်းကဒီညနေနေကိုးကွက်မရှိတော့ကျွန်တော်တို့ခါတိုင်းကကိုးကွက်ထူတာနော်အဲ့တော့နှစ်တက်နှစ်ရှစ်နှစ်သုံးဒီအားထူတယ်တက်ပူးရယ်တက်ရှစ်ကဲတက်သုံးရယ်နှစ်ခွန်ရဲ့တိချောက်ပဲအာမိန်နဲ့ကျွန်တော်မိသားစုနဲ့ကဏန်းလေးနည်းနည်းလေးပုံအောင်ထိုးလုံအောင်ထိုးမပတ်နိုင်တဲ့လူတွေကအဲ့ကဏန်းလေးတူလုံအောင်ထိုးเนาะပတ်နိုင်တဲ့လူတွေကဟုတ်တယ် ဆရာမကဘကြီးဆွဲစားမလို့ပဲပင်ပေါက်ကလေးလိုဖြစ်နေခင်ဗျားတို့ဆိုတယ်ကိုယ်ဆရာမကိုကနန်းမှန်တာဝဲကြည့်ပါဗျာလက်ရေးမထတာကိုမကြည့်ပါအဲ့တော့တောက်ကြံညံနေနှစ်ကိုပတ်မယ်နှစ်တင်နှစ်ရှင်းနဲ့နှစ်သုံးဒီအာထူးတဲ့တစ်ဘူးတစ်ရှင်းနဲ့တစ်သုံးနှစ်ခွန်နဲ့တစ်ချောက်ကိုအာပြီးမိန်ထိုးပါလို့နော်ခဏန်းကိုတော့အာထားပါကျွန်တော်မိသားစုရင်ဒါပေမဲ့လို့ကျွန်တော်အခုကြည်တာကတော့တစ်ထိတ်နှစ်ထိတ်လို့တွေးပါလေလို့နော်တစ်ထိတ်နှစ်ထိတ်လို့တွေးပါလေကျွန်တော်ရဲ့အကူမကြီးဒါဆိုရင်နောက်တစ်ပွဲမှာကျွန်တော်ရဲ့မိသားစုရင်80နှစ်86လို့ပေါက်ချင်လို့ရှိရင်တော့ကျွန်တော်ကို လာမယ့်တပွဲအတွက်ကိုဓာတ်တွဲလို့ရပါပြီလို့ခင်ဗျာနော်ခေကြီးဆိုတဲ့အောက်ပိုင်းကြီးကဆီယာမဗိုက်ဘာအောက်ပြက်သွားလို့ဆီယာမကိုမတွေ့ရတော့ဘူးတဲ့မတွေ့ရရင်မက်ဆစ်ကနေခိုင်းတာနော်မက်ဆစ်ကနေခိုင်းတာအောက်ကမက်ဆစ်နော်ကျွန်တော်မိသားစုနေအဲ့တော့ကျွန်တော်ရဲ့အကိုမတွေမောင်လေးတွေမလေးဒီညနေမှလည်းဆက်လက်ပြီးတော့အောင်မြင်မှုတွေရကြပါစေလို့ဆုတောင်းပေးနေတဲ့ကျွန်တော်ရဲ့ live show လေးဒီမှာပဲနားပါပြီလို့နော်ကျွန်တော်ရဲ့အကိုမတွေညနေနှစ်ကိုဆက်ပြီးတော့ပတ်မယ်နှစ်တင်နှစ်ရှင်းနဲ့နှစ်သုံးကိုအာအထူးတစ်ပူးတစ်ရှစ်တစ်သုံးနဲ့နှစ်ခွန်တစ်ချောက်ဆိုတဲ့ခဏန်းကိုအာပြီး main ထိုးမယ်ခင်ဗျာ နော်ပောက်ချင်တဲ့လူတွေကအဲ့ပါဝါလေးနှစ်ကွက်ကိုလည်းထည့်ထိုးထားကြီးကျွန်တော်တို့ကတိပိုင်နှစ်ပိုင်ကိုကင်ပြီးတော့နှစ်ခွန်နဲ့တိချောက်လို့ပါဝါနဲ့ပိတ်သွားရင် तू ကဘာမှမတတ်နိုင်နော်ပါဝါနဲ့ပိတ်သွားရင်ကျွန်တော်တို့ဘာမှမတတ်နိုင်အဲ့တော့နှစ်နဲ့ပတ်သက်တဲ့ခဏန်းကိုတစ်ကွက်ထည့်ထိုးခြင်းလူက23ဆိုတာဟာကအာအထူးပါလို့နော်မှန်တကွက်လွဲတကွက်ဆော့ကျင်တဲ့လူတွေကကျွန်တော်ကိုနှစ်ပတ်သီးကိုပတ်ပြီး23တီးတကွက်ကောင်းပါလေခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့အကူအမညမောင်လေးညီမလေးမြာကာယဒုက္ခစိတ်ဓာတ်ဒုက္ခနှစ်ဖြာသောဒုက္ခနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးရင်းနဲ့ကျွန်တော်ရဲ့ live show လေးနားပါပြီလို့နော် သုံးလုံးကနားပေးရုံနဲ့သုံးလုံးကနားလုပ်ပြီးမယ်နှစ်ကောင်းလားဆရာမကောင်းနဲ့လေကောင်းလို့ကျွန်တော်တက်ပြပေးတာဗောဗျာနော်နှစ်ကိုကျွန်တော်ဆွဲပြထားတယ်လေနှစ်ဖိတ်စီလို့အဲ့တော့ကျွန်တော်ကိုမလေးမောင်လေးဒီမလေးကျွန်တော်ရဲ့ live show လေးဒီမှာပဲနားပါပြီဗျာနော်ကျွန်တော်လည်းကနားနေပြန်ပို့ပါဦးမှာဗျာ